ချို့လူတွေကစားတတ်တယ်အကြာမြင်ဘုသူတ္တအလွန်များတယ်အဲ့လိုဘုသူတ္တများတဲ့အတွက်ကြောင့်မန်ဝင်ကြရတယ်ပေါ့နော်သူတော်ကောင်းတွေကိုပြင်မမိတယ်ကိုကိုကိုအထင်ရောက်တယ်မန်ဝင်ရဟိုဘက်မှာဆက်ပြီးတော့မှားเสียရတယ်ကတတိတတန်းကြီးပဲဟုတ်လားအဲ့လိုမန်ဝင်ပြီးတော့မှားကြပြီဟဲ့ဆိုရင်ဘာနဲ့တူလဲဆိုရင်နဲ့မိမတယောက်အစင်းလှလို့ပြည်တစာမှဖြစ်ရတာနဲ့တူတယ်ဟောပြည်တစာမှဖြစ်ရအောင်လှတာဆိုရင်တော့အဲ့ဒီလှတာကမလှတာမှတော်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာ လော်ကောင်းတဲ့ဥပမာလဲဟမ်စဉ်းစားကြည့်နော်မိမတယောက်လှတယ်လှလွန်းမှုဘာဖြစ်သွားလဲပြည်စာမှာဖြစ်သွားတယ်ပြည်စာမှာဖြစ်မှာဆိုရင်တော့စားတဲ့စားမလှတာတော်သေးတယ်လို့ပြောတာဒါတုတ္တနဲ့ပတ်သက်ပြီးဆိုရရဲ့အဲ့လိုဥမာပေးတယ်ဟောတချို့ပညာတတ်တယ်အတိကြီးတယ်ဒါပေမဲ့အဲ့ဒီပညာကြောင့်ကိုပဲမန်ကတက်လာတယ်အဲ့ဒါကြတော့ဘာနဲ့တူလဲဆိုရင်တဲ့လူတယောက်အတ္တတို့မြင်ကြီးရတယ် မြင်းပြန်လိုဟာမျိုးပေါ့အလွန်ကောင်းတဲ့မြင်းအာဇာနည်မြင်းပေါ့အဲ့ဒီမြင်းကြီးလဲရရောတက်စီတယ်မကျွမ်းတဲ့အခါကျတော့မြင်းစီကမကျွမ်းတဲ့အခါကျတော့မြင်းမောကလိမ့်ကြပြီးတော့ပေါင်ကျိုးရောပေါင်ကျိုးမှမြင်ရင်တော့ဒီမြင်းကမရတာတော်သေးတယ်ပေါ့မန်တက်ရမှမြင်ရင်တော့ဒီပညာမတတ်တာတော်သေးတယ်လို့ပြောတာ gain ဘယ်လောက်ကောင်းတော့မန်တက်မဲ့တက်တဲ့မန်တက်ဖို့အတွက်တက်ရတဲ့ပညာဆိုရင်မတတ်တာတော်သေးတယ်ဆိုလိုတာက ပညာတက်ရတာနဲ့မကာမိမန်ဖြစ်ရတာကိုပို့ပြီးတော့နာတယ်ထိကြိုက်တယ်လို့ပြောတာသဘောပေါက်ရလားอืมနောက်ဘုံဘုံတို့တက်ကာရတဲ့ကိုမအစွမ်းစားရှိလို့ပူဇော်ကြတယ်လေးစားကြတယ်ဘုံကြီးလောကဆိုရင်ကြီးညိုကြတယ်နာမည်ကြီးတယ်အဆရှိသဖြင့်ပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်အဲ့လိုဖြစ်လို့မို့မန်တက်လာပြီဟေ့ဆိုရင်ဘာနဲ့တူတော့လဲကျူပင်ကျူသီးသီးသလိုဝါပင်ဝါသီးသီးသလိုငပြိုးပင်ငပြိုးသီးသီးသလို ဒီတီးလာတဲ့အတီးဟာအပင်ကိုတတ်ဟုတ်လားအဲ့လိုပဲလာဘတက္ကာရတွေများလို့မန်တက်လာပြီဆိုလို့ရှိရင်ဒီလာဘတက္ကာရမရတာကောင်းသေးတယ်ပေါ့တက်ရတဲ့မန်ဖြစ်လို့เนาะအကျိုးမဲ့သွားတယ်ကြအကျိုးမဲ့သွားတာတွေကရရတဲ့လာဘတက္ကာရနဲ့မကမိဘူးပေါ့ဒါကြောင့်မလို့တချို့ပြောရတာရှိတယ်ဒီလက်ပူဇော်တက္ကာရတွေရလို့သူတော်ကောင်းအလုပ်ကိုမလုပ်နိုင်တော့ဘူးဆုတ်ယုတ်သွားပြီဆိုရင် ဩအဝံပစိန်ထွက်တာပဲလို့အဲ့လိုပြောရတာရှိဒါကဘုန်းကြီးဘုန်းတို့ဘုန်းကြီးလောကမှာတတိထားเสียအစုံမနေပေါ့နော်ဒါကြောင့်ဓမ္မနာနဲ့ပတ်သက်ပြီးတော့ရွှေချင်းစတော်ဘုရားကြီးရဲ့နော်ပြောတဲ့လွန်းတဲ့ဇကားလေးတွေအကြောင်းပြောပြတာဟုတ်လားပညာတက်လို့မန်ဖြစ်တယ်ဆိုရင်ပါတော့မြင်းရလို့မြင်းမော်လိမ့်ကြလို့ပေါင်ကျိုးရတာနဲ့တူတယ်လို့ပြောနော်ဒါမှမဟုတ်အလွန်ကောင်းတဲ့ဒီဩဝါဒတွေကိုဘုန်းဘုန်းတို့မှတ်သားသင့်တယ်ပေါ့ဟုတ်လား ဒီမမာနာကိုနှိမ့်ချခြင်းဟာသူတော်ကောင်းတို့ရဲ့လမ်းစဉ်ဆိုတာလေးကိုဆက်ပြောရင်းတယ်ဟုတ်လားမမာနာကိုနှိမ့်ချတယ်ဆိုတာဘုသူ့ရဲ့လမ်းစဉ်သူတော်ကောင်းတို့ရဲ့လမ်းစဉ်ဖျားဆားရှိတဲ့သူတော်ကောင်းကြီးတို့ရဲ့လမ်းစဉ်ဟုတ်လားသူတော်ကောင်းဖြစ်လေလေမန်ကိုနှိမ့်ချနိုင်လေလေပဲဒါကြောင့်မလို့ဘုံဘုံတို့တပ္ပုရိတာတုတ်တန်းဆိုတာရှိတယ်ဥပရိပန္နတာပါဠိတော်ထဲမှာဘုံဘုံတို့ဟောဖို့ဟောဖို့တာရှိပါတယ် သူတော်ကောင်းတို့ရဲ့စိတ်နေသဘောတာသူယုံမာတို့ရဲ့စိတ်နေသဘောတာတနည်းအားဖြင့်သူတော်ကောင်းတရားသူယုံမာတရားအဲ့ဆိုဘုရားခွဲပြီးဟောတာအနည်းချုပ်လေးပြောရလို့ရှိရင်ကို့မှာဘလို့ကောင်းမွန်တာတွေကြီးမြတ်တာတွေအစဉ်ပြေတာတွေဘာတွေပဲရှိနေရှိနေဘာကြီးပဲဖြစ်နေဖြစ်နေအဲ့ဒီကောင်းတာတွေမြင့်မြတ်တာတွေအဲ့ဒါတွေဖြစ်တဲ့အတွက်ကြောင့် ကိုကိုကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒါသူယုံမာတရားလို့အဲ့လိုဟောတယ်။ကို့မှာဘာပဲဖြစ်နေနေဘာပဲရှိနေနေဘလို့ကြီးပဲကို့ရဲ့အခြေအနေကမြင့်မားလို့နေနေအဲ့ဒီမြင့်မားခြင်းအကြောင်းကြောင့်ဟာဒါတွေမြင့်မားလို့လောဘဒေါသမောဟကုံတာမဟုတ်ဘူးသူတော်အောင်တရားကိုနီးမှလမ်းမှကျင့်မှလောဘဒေါသကုံတာဒါကြောင့်ဒါတွေမြင့်မားတဲ့အတွက်ကြောင့်ကို့ကိုကိုမြင့်တင်စရာအကြောင်းမရှိဘူးသူများကိုနှိမ့်ချစရာအကြောင်းမရှိဘူးလို့မှန်မှန်ကန်ကန်မြင်ပြီးတော့ကို့အကိုဘလို့ပဲဖြစ်နေဖြစ်နေ သူများကိုမနှိမ်ချဘူးကိုကိုမမြင့်တင်ဘူးဆိုရင်အဲ့ဒါသူတော်ကောင်းစိတ်တတ်ဟောတပုဒေတာတုတ်တန်ရဲ့အနှိမ့်ချုပ်လေးကိုပြောပြတာနော်ဆိုကြပါစို့ဥပမာတတိဘဝနဲ့ယဟန်ပြုလာတဲ့ယဟန်တပါပစ္စည်းပေါ်တဲ့အမျိုးကနေယဟန်ပြုလာလို့ဟာသူများကိုနှိမ့်ချမယ်ကိုကိုကိုမြင့်တင်မယ်ဒါသူယုံမာတရားပဲတဲ့သူတော်ကောင်းတရားဆိုတာဘယ်လိုတော့ဩပစ္စည်းပေါ်လို့လောဘဒေါသမောဟကုန်တာမဟုတ်ဘူး မှန်မှန်ကန်ကန်ကျင့်သုံးနိုင်မှလောဘဒေါသမောဟကုန်နေတာဒါကြောင့်ပစ္စည်းပေါ်ခြင်းကြောင့်ကိုယ့်ကိုယ်ကိုနှိမ့်ချစရာကိုယ့်ကိုယ်ကိုမြင့်တင်စရာအကြောင်းမရှိဘူးသူများကိုနှိမ့်ချစရာအကြောင်းမရှိဘူးလို့နားလည်ပြီးတော့ပစ္စည်းဥစ္စာပေါ်များခြင်းတည်းဟုသောအကြောင်းကြောင့်ကိုယ့်ကိုယ်ကိုမမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးအဲ့ဒါသူတော်ကောင်းတရားအဲ့ဒါဘယ်အထိမြတ်စွာဘုရားဟောတော်ဆိုတော့ယဟန်တွေဟောတယ်နော်စာတတ်တယ်ဝီနီဆောင်းတယ်ဒူတင်ဆောင်းတယ်နောက်ဆုံးဇံရတယ် ဇံရလို့ကိုကိုကိုမြင့်တင်တဲ့သူများကိုနှိတ်ချမှာဆိုလဲအဲ့ဒီဇံရပုံကိုကြီးမှာအဲ့ဒါသူရုပ်မှာစိတ်ထဲဖြစ်နေတယ်အဲ့လိုပြောရတယ်။စဉ်းစားနော်။ဇံရချင်းဒီဥသောကြောင့်ကြောင့်ကိုကိုကိုမမြင့်တင်ဘူးသူများကိုမနှိတ်ချဘူးဆိုရင်အဲ့ဒါပါတော့သူတော်အောင်စိတ်ထဲတယ်။အလောက်ထိမြတ်စွာဘုရားဟောထားတာဒါပါလေဆိုတော့မမာနာကိုမြတ်စွာဘုရားဘလောက်ယွန်ရှာဆက်ဆုပ်တယ်လဲဆိုတာကိုပြောထားတာ။ဒါကြောင့်သူတော်ကောင်းတရားကိုတိလေလေနော်ယိုကျိုးတဲ့စိတ်ရှိလေလေပဲ။ ယူကျိုးတဲ့စိတ်ရှိပြီဟေးဆိုရင်ကိုယ့်ရဲ့ပြောတာဆိုတာကိုယ့်ရဲ့အတန်နော်ဝစီကံအမှုရာလို့ဘုမောတင်စားပြောခြင်းဟုတ်လားဒါလည်းပဲနှစ်လိုပဲဖြစ်နေမှာပဲကာယကံအမှုရာလည်းဘလို့ဖြစ်နေမှာလဲနှစ်လိုပဲဖြစ်နေမှာပဲခုဘုမောတို့ပြောတာဆိုတာကြီးဟာအဆင်မပြေပါဘူးစိတ်တိတ်မကြပါဘူးနော်နေတာထိုင်တာကြီးကလည်းပဲအဆင်မပြေပါဘူးစိတ်တိတ်မကြပါဘူးဆိုတာများသောအားဖြင့်မန်အခန်းတွေကိုအခြေခံပြီးတော့ မပြောနေကြလို့နေနေကြလို့ကာယကံမှုဝစီကံမှုတွေက ထောက်မကျိုးတာပေါ့ဟုတ်လားတော့ထောက်မကျးဆိုာအဲပဲအဓိကကဟုတ်လားဒါကြောင့်သူတော်ကောင်းစိတ်ဓာတ်မှအခြေခံပါတော့ကိုကိုကိုမမြင့်တင်ဖို့သူများကိုမနှိမ်ချဖို့ဆိုတဲ့မမနာကင်းဖို့ဟာအလွန်အရေးပါအေးလို့ဒါကိုနားလည်ရမယ်။ဒါကြောင့်ဘုရားပြည့်ဉာဏ်ပညာကြီးဆုံးလို့ဘုရားဘာသာဝင်တိုင်းတည်ထားတဲ့ရှင်သာရိပုတ္တရာမမနာနှိမ်ချတဲ့နေရာမှာစံပြရတယ်ပေါ့နော်။တခါမဲ့ ရှင်မြတ်ကြီးကသင်္ကန်းကင်တာအောက်ကမညီဘူးဖြစ်နေတယ်အစွန်းလေးထွက်နေတောင်တန်းလေးလိုဖြစ်နေအဲ့ဒါကိုရင်ပေါ့ဆာလေးကလာပြီးတော့ပြောတယ်တဲ့အရှင်ဘုရားသင်္ကန်းကြီးကလည်းမညီပါဘူးပေါ့အဲ့ဒါနဲ့တနေရာမှာသွားပြီးတော့ညီညီလေးသွားဝတ်တယ်တဲ့ရှင်သာရိပုတ္တရာကအဲ့လိုသွားဝတ်ပြီးတော့အဲ့ဒီကိုရင်လေးရှိတဲ့နေရာလာပြီးတော့အဲကိုရင်လေးညီပြီလားကြည်ပါအောင်လို့ပြောတယ်တဲ့ကဲဘယ်လောက်မျက်နှိုးစရာကောင်းတော့ဟုတ်လားဒါရှင်သာရိပုတ္တရာရဲ့ဏိဝါဒဂုံပေါ့အများကြီးပဲပြောရင်သူ့ဟာမကုံနိုင်ဘူး ပြီးတော့ရှင်ရာဟုလာရဲ့ဏိဝတ္တဂုံကိုလည်းရေးကြတာပဲများတယ်။ရှင်ရာဟုလာဆိုရင်မန်ကြီးမယ်ဆိုရင်ကြီးစရာကောင်း။မြတ်စွာဘုရားရဲ့သားတော်။ဟုတ်လားလူဖြစ်နေနေမယ်ဆိုရင်စက်ကျစက်ကျဝိမင်းဖြစ်နိုင်တဲ့ဘုံကံရှိတဲ့ပုဂ္ဂိုလ်။ရုပ်ရည်မှလည်းပြောစရာမရှိ။ပဝင်ခြင်းအတိုင်းဝိုင်းဘာမှပြောစရာမလိုလောက်ပြည့်စုံတဲ့ပုဂ္ဂိုလ်။ဒါပေမဲ့မန်အလွန်နှိမ့်ချတယ်တဲ့။တချို့ကဆိုလို့ရှိရင်သူ့ကိုစန်းတောင်စန်းကြတယ်တဲ့အလွန်မန်နှိမ့်ချတာဟုတ်ရဲ့လားဆိုတာသိအောင်စန်းလာတဲ့ကြောက်စရာကြီး လက်ရှင်ရဟုလာဒီလန်းသွားပဲဆိုသူလာခင်ရစပြီးတော့တမျက်စီတို့အမိုက်တောင်းတို့ပြစ်ထားတယ်အဲ့ဒါသူအိမ်နာရောက်လာပြီဆိုဟေးဒီအမိုက်တောင်းတို့တမျက်စီကဘာလို့ပြစ်ထားလဲမသိဘူးသောသောတော့ရဟုလာဖြတ်သွားတာမြင်လိုက်တာပဲဟောမနှိုးမကြာနှိုးနာလေးပြောတာပေါ့နော်အဲ့ဒါကို तू ကဟာတပြည့်တော့ပြစ်မထားပါဘူးလို့မဖြေရှင်းဘူးတဲ့အဲ့ဒီဥစ္စာကိုထက်ကောက်တောင်းထက်ကောက်တောင်းနေရသွားထားတယ်တမျက်စီတမျက်စီနေရသွားထားတတ်တာပဲဘာမှတော့ပြောမသွားဘူးလေကဲ ဓမ္မမာနကိုနှိမ့်ချထားတာနော်အဲ့ဒါသူယန္တာမဖြစ်သေးဘူးအဲ့ဒီအချိန်မှာယန္တာဖြစ်လို့မာနမရှိလို့နှိမ့်ချနေတာမဟုတ်ဟုတ်လားမြတ်စွာဘုရားကဝိနည်းသိက္ခာပုပြညတ်ထားတာရှိတယ်နော်လူတွေရှင်သာမဏေတွေဟာယဟန်အနေနဲ့နှစ်ညသုံးညအပြင်တမိုးတရံထဲမှာအတူတူမအေးကောင်းဘူးစပြညတ်တုန်းကတော့နှစ်ညသုံးညဆိုတဲ့အမှုပြညတ်ချက်မပါဘူးမအေးရဘူးပေါ့နော်အဲ့ဒါလည်းပြင်းညက်ပြီးတော့ရှင်ရဟုလာနဲ့ဘယ်သူမှတော့ရဟန်းနေတဲ့အတူတူကတချောင်းထဲမှာအိတ်မရတော့ ကျောင်းကအိတ်ဆရာနေရာမရှိဘူးအဲ့တော့ဘာလုပ်တုံဆိုရှင်ရဘူးလားမြတ်စွာဘုရားရဲ့ဝိစကုရိအိမ်သာပေါ့နော်အဲ့ဒီအိမ်သာထဲဝင်အိတ်နေတယ်တဲ့မနဲ့လင်းလို့မြတ်စွာဘုရားအိမ်သာတက်မလို့ကုရိတက်မလို့လာတော့မှချောင်းဟန်းတော့ထဲထဲချောင်းဟဲ့ဘယ်သူတုံးဆိုတော့တပြည့်တော်ပါဘုရားဘာဖြစ်လို့တုံးကိုရင်နေနဲ့ဦးစင်းနေနဲ့အတူတူမအိတ်ရဘူးဆိုတဲ့တိတ်ခါဖို့ကြောင့်မလို့အိတ်ဆရာနေရာမရှိလို့ဒီပေါ်တက်အိတ်တာပါတကယ်ဆိုလို့ရှိရင် သူ့ရဲ့ဥပိ္ပဇေဆရာတွေနော်သူ့ရဲ့နော် ကမောစားဘလိုလိုသူ့ကိုခေါင်းရိပ်ပေးတဲ့ဆရာတွေနေသေးဆရာတွေရှိတယ်။အဲ့ဒါတွေကတကယ်တမ်းကရှင်အာနန္ဒာတို့ရှင်သာရိပုတ္တရာတို့တကယ်ပုဂ္ဂိုလ်ကြီးတွေသူသွားပြီးတော့အပူကတ်မဲ့ဆိုကတ်လို့ရတာပဲ။ဘာမှမပြောဘူး။ဖြစ်တယ်လို့လေးပဲနေလိုက်တာပေါ့ဒါပါတော့လို့မင်းမမာနာကင်းတဲ့သဘောလို့နားလေရမယ်။ဟုတ်လား။ဒါကြောင့်မမာနာကိုနှိမ့်ချရဲဆိုတာဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေရဲ့လမ်းစဉ်လို့ဒီလိုမျိုးနားလေရအောင်နော်။အဲ့ဒါလို့ဆိုရင်ဘုန်းဘုန်းတို့ဗာဆက်ပြောမလို့ ဒီမမာနကိုဘုံဘုံတို့ဘလို့နှိမ်မလဲဒီတက်နေတဲ့မန်ကိုဘလို့ချိုးမလဲအင်းသူများသာမန်နေရှိတာပါငါတော့မန်မရှိပါဘူးလို့မြမထင်နေနဲ့နော်အဲ့ဒါဆိုရင်အစာတွေကောစားလွဲတော့မှာဟုတ်လားပြောခဲ့ပြီပဲနော်အခြေအနေမျိုးမျိုးတိုင်းမှာမန်ဆိုတာ ရှိနိုင်ကြည့်ဘုံဘုံတို့ကကိုကသူများတဲ့အမြဲတာနေတာမဟုတ်ဒါတိတာကျင်တဲ့လူတွေတော့ကိုကတာရင်တာနေတာအဲ့လိုသူတို့တဲ့တာတဲ့အနေထားလေးနဲ့ကိုကတွေ့ရင်အဲ့ဒါဘာဖြစ်မလဲတော့ တေးရမှန်ဖြစ်မယ်နော်လူတိုင်းအတွက်တော့တားနေတာမဟုတ်ဒါသည်ကိုဘေးကလူလေးအတွက်ထက်တို့ထက်ကိုကတားနေတဲ့အခါမျိုးမှာမဖြစ်နိုင်တော့တေးရမှန်ဖြစ်နိုင်ကိုထက်တားတဲ့လူနဲ့တွေ့တော့မဖြစ်နိုင်တော့ခီနာမှန်ဖြစ်နိုင်တယ်ကိုနဲ့ဘိမသာလိမ္မသာတွေနဲ့တွေ့တော့မဖြစ်နိုင်တော့သတိသားမှန်ဖြစ်နိုင်တယ်နော်ဒါဖုံဖုံတို့ကအမြဲတမ်းသူများတဲ့တာတဲ့နေရာမှာကြီးယက်တည်နေတာလည်းမဟုတ်ဘူးဒန်းတူနေရာမှာယက်တည်နေတာလည်းမဟုတ်ဘူးအောက်ကျတဲ့နေရာမှာယက်တည်နေတာလည်းမဟုတ်ဘူး ကိုဘေးကလူရဲ့အပေါ်မှာပဲမူတည်ပြီးတော့ဒီကိုရဲ့လောကီအရှင်တွေကတတ်မှတ်လို့ရတဲ့အနေအထားမျိုးဖြစ်နေတာပြောရင်ကကိုရဲ့နှိမ့်နာမြင့်နာကိုတယောက်တည်းနေလို့ရှိရင်ကိုကနှိမ့်နာလားမြင့်နာလားဘာမှကိုပြောလို့မရအောင်ကိုဘေးကလူနဲ့ရှင်လိုက်မှကိုရဲ့နှိမ့်ခြင်းမြင့်ခြင်းတန်းတူခြင်းဆိုတာဖြစ်လာအဲ့ဒါပေါ်မှာအခြေခံပြီးတော့မာလည်းအမျိုးမျိုးဖြစ်မှာဟုတ်လားဒါကြောင့်မာနာကိုဘလို့နှိမ်မလဲဆိုတဲ့ဥစ္စာကိုစိတ်ဝင်စားသင့်တယ်ပေါ့နော်အဲ့ဒါဘုံဘုံဒီမှာမှတ်ထားတာလေး ပထမအဆင့်ဝေယမအရောက်ကြမှဇီဝိတမံဘုံဘုံပြောရတယ်နော်အယွယ်မှန်ရဲ့ကျမ်းမာရေးမှန်ရဲ့ရှင်သန်မှုမှန်ရဲ့ငယ်သေးတော့လည်းငယ်သေးလို့မို့မှန်ရှိတယ်မနာသေးတော့လည်းမနာသေးလို့မို့မှန်ရှိတယ်ဟော မသေးသေးတော့လည်းပဲမသေးသေးလို့မို့ကိုမှန်ရှိနေတယ်အဲ့ဒီမှန်သုံးမျိုးကိုဘုံဘုံတို့ဘယ်လိုနှိမ်မလဲအဲ့ဒါအဘိနတုဒ္ဓမမြတ်စွာဘုရားနှိပေးထားပြီးသား နော်အိုနာသေးကွဲကန်တဲ့အတွက်အမြင်နေတိုင်းရှိဘုဖုံတို့မကြမကြဟောနေတယ်အလွန်ကောင်းတဲ့တရားဟုတ်လားအဲ့ဒါအိုနာသေးဆိုတဲ့တဘာဝတရားသုံးမျိုးကိုစဉ်းစားဆင်ခြင်နဲ့ဉာဏ်ပညာနဲ့အဲ့ဒီမန်သုံးမျိုးကိုဘုဖုံတို့နှိမ်ရမယ်ပေါ့နော်အိုခြင်းကိုဖမ်းမှန်စဉ်းစားရင်ဝဲရမှန်ကိုဖယ်ရှားနိုင်တယ်သုံးဖို့နေပါစေနိုင်တယ်နာခြင်းကိုဖမ်းမှန်စဉ်းစားရင်နာတတ်တဲ့ခန္ဓာကိုယ်ကြီးနာမှာပဲရှောင်းလို့မရဘူးလို့နာခြင်းကိုစဉ်းစားရင်ပါပယ်မလို့ အတော့ကြမှန်မာခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကိုပယ်နိုင်တယ်သို့မဟုတ်နေပါစေနဲ့နော်တေခြင်းကိုဖန်ဖန်စဉ်းစားဆင်ခြင်ပဲဆိုရင်တော့ဇိဝိတမှန်လို့ဆိုတဲ့အလွန်နူးညံ့တိမ်မွေ့တဲ့အသက်ရှင်နေလို့ကိုဖြစ်နေတဲ့မှန်ကိုဖယ်ရှားနိုင်တယ်သို့မဟုတ်နေပါစေနဲ့ဟုတ်လားဒါမှန်ဖယ်ရှားဖို့အတွက်နီလန်းလေးတွေကိုပြောတာပေါ့နော်ကျန်တဲ့မန်နေဘုံဘုံတို့တေရမန္တရိတမဟိနာမပစ္စည်းမဥ္စာမဘာမန်မန်ရင်နဲ့မန်လာတဲ့မြတ်မန် ဟုတ်လားအဲ့ဒီမန်အားလုံးကိုတော့ဗာနဲ့ဘုံဘုံတို့နှုတ်ဖေးရှားနိုင်မလို့အနေစာဆိုတယ်မတီမြဲမှုကိုစဉ်းစားဆင်ញင်နဲ့เนาะဉာဏ်ပညာဖြင့်မန်အားလုံးကို ဖေးရှားနိုင်တယ်ဒါတော့တလုံးနဲ့အနှစ်ချုပ်ပြောလိုက်တာဟုတ်လားရှင်မေဂိယကိုမြတ်စွာဘုရားဟောတတ်ရှိတယ်လေအနေစာတင်ညာဘာဝေတ္တဘာအတ္တမိမာနာသမုဂ္ဂါတာယဟုတ်လားအတ္တမိမာနာသမုဂ္ဂါတာယ ဒီမမာနာကိုပယ်နှုတ်ပစ်ဖို့အလို့ငါနော်အနိစ္စတင်ညာဘာဝေတ္တပါဖြစ်လာတဲ့အရာတိုင်းဟာတီမြဲနေတာမဟုတ်ဘူးဆိုတဲ့အနိစ္စကိုအမှတ်ရတဲ့တင်ညာကိုချိန်ဖန်များစွာပွားရမေးတဲ့ဘာလေးပဲဖြစ်လာဖြစ်လာ ဖြစ်ပြီးရှိတော့တာမဟုတ်တကယ်ကဘုံဘုံတို့မှာရှိတဲ့ပစ္စည်းဥစ္စာတွေဘုံဘုံတို့မှာဖြစ်နေတဲ့အခြေအနေတွေအဲ့ဒါတွေအကုန်လုံးကဒီဘဝဖြစ်နေတာလေးကိုပူပူပြီးတော့ကောင်းမွန်တဲ့ဖြစ်ချင်းလေးဖြစ်အောင်ပဲ မုံမှန်နေတဲ့သဘောလေးတွေပဲတကယ်တမ်းကဟောပြောချင်တာကဒီယုံ nant ဖြစ်ချင်းရဲ့တန်ဖိုးကိုမြင်ပဲဆိုရင်ဘေးကဥစ္စာပစ္စည်းတို့ပညာတို့တတ်ထားတာတွေအဲ့ဒါတွေရဲ့တန်ဖိုးကိုလည်းတခါတည်းမြင်ပြီးသားဖြစ်သွားမယ်ဒီဘဝဆိုတဲ့ဖြစ်ချင်းရဲ့တန်ဖိုးမဲ့ပုံကိုမြင်ရင်ဘဝကိုမှီပြီးတော့ဖြစ်နေတဲ့မန္တချင်းရဲ့အကြောင်းတရားတွေရဲ့တန်ဖိုးမဲ့ပုံကိုပါတခါတည်းသိသွားမယ်သဘောပေါက်လားမသိဘူးဘုံဘုံပြောတာဟုတ်ဒါကြောင့်ဒီဝိပဿနာအလုပ်က လိုရင်အလွန်ရောက်တဲ့အလုပ်လို့နားလည်ရမယ်နော်။ဘာပဲဖြစ်ဖြစ်ဖြစ်ချင်းတရားဟာတောက်လျှောက်ပြီးလိုက်နေတယ်လို့သိရ။အဲ့လိုသိလို့ရှိရင်ဘုံဘုံတို့မြင်ရတာတွေကလည်းတိတ်ပြီးတော့တံပိုးရှိလာတယ်လို့မဆိုနိုင်ဘူး။ကြားတာတွေကလည်းတိတ်တံပိုးရှိလာတယ်လို့မဆိုနိုင်ဘူး။စားတာတွေကလည်းတိတ်တံပိုးရှိလာတယ်လို့မဆိုနိုင်ဘူး။အဲ့လိုဆိုရင်ကောင်းကောင်းမြင်ဖို့ကောင်းကောင်းကြားဖို့ကောင်းကောင်းစားဖို့အတွက်ဟိုအကြောင်းထောက်ပံ့ပေးနေတဲ့ဥစ္စာပစ္စည်းတွေကလည်းပဲတံပိုးရှိလာတယ်လို့ မဆူနိုင်ဘူးသူကလည်းဒီပျက်စီးမဲ့အနေအဆအတွက်ပဲဖြစ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေပဲလေတကယ်တမ်းကသဘောပေါက်လားဘုံဘုံပြောတာဟုတ်သူရဲ့မူရင်းဖြစ်ခြင်းတရားကြီးအမှတန်ဖိုးမရှိဘူးဆိုရင်အဲ့ဒီဖြစ်ခြင်းတရားကိုမုန်းမှန်နေတဲ့အရာတွေရောတန်ဖိုးရှိအောင်မလားမရှိတော့ဟုတ်လားဒါကြောင့်ကိုယ်ခန္ဓာရဲ့ဘယ်ဖြစ်ခြင်းတရားမျိုးကိုမဆူသတိဥရှိပြီးတော့နော်ပြောင်းလဲနေတဲ့ပျက်စီးနေတဲ့ နော်ပျောက်ပျောက်လိုက်နေတဲ့သဘောလေးကိုမြင်အောင်ကြည့်ရမယ်နော်အဲ့ဒါကိုဘာခေါ်တော့အနေဆာတင်ညာအဲ့ဒီအနေဆာတင်ညာကိုပွားလို့ရှိရင်အတ္တမိမာနာသမုဂ္ဂတာယမာနာကိုပယ်နှုတ်နိုင်အဲ့တော့မြတ်စွာဘုရားဘလူလေးရှင်းပြတော့ဆိုတော့အနေဆာတင်ကြီးတော့မေဂိယအနတ္တတင်ညာတန်ထာတိအနတ္တတင်ကြီးအတ္တမိမာနာသမုဂ္ဂတာပပုနာတိဒိဋ္ဌိဝဓမေနိဗ္ဗာန်တံမေဂိယကိုခေါ်တာဒီစကားလေးကမေဂိယယံကိုခေါ်တာ चित्त မေဂိယတဲ့အနေဆာတင်ကြီးတော့ မတည်မြဲမှုကိုအမှတ်ရတဲ့အနေဆတင်ညာဟာတဲ့ပွားများမယ်ဆိုလို့ရှိရင်အနတ္တတင်ညာတန်ထာတည်တန်ဖို့မရှိဘူးအနှစ်သာရမရှိဘူးပုဂ္ဂိုလ်တ ত্ত্ব ဝသဘောမဟုတ်ဘူးနော်သဘာဝတရားတက်တက်တည်တန်ဖို့မဲတဲ့အနတ္တသဘောကိုနားလေတဲ့ပညာကိုတည်သွားတယ်အနတ္တတင်ညာတန်ထာတည်နော်အနေဆကိုပွားရင်အနတ္တကိုနားလည်မယ်လို့ပြောတာ အနတ္တသင်ကြီးအတ္တမိမာနသမုဂ္ဂတာတံမှုမရှိဘူးဆိုတာကိုသိပြီဟဲ့ဆိုတာနဲ့တံမှုရှိတယ်ထင်လို့ဖြစ်နေတဲ့မန်တွေကတခါတယ်ပျောက်သွားတယ်ဆိုတဲ့သဘောအဲ့ဒီမန်ပျောက်သွားပြီဆိုရင်ဘာဖြစ်တော့ပါပုဏ္ဏတိဒိဋ္ဌိဝဓမ္မေနိဗ္ဗာန်တယ်မသေးခင်ဒီပြစ္ဆကဘဝမှာကိုပဲနိဗ္ဗာန်ကိုရမယ်လို့ခေါ်တာငြိမ်းအေးမှုအစ်နိဗ္ဗာန်ကိုရမယ်လို့ခေါ်တာဒါကြတော့ရှင်းပြဖို့အတွက်အလွန်လေးနက်တဲ့အသေးပဲကိုဆောင်းလိုက်မယ်နော်ဟုတ်လားဒါကြောင့်မလို့ဘုံဘုံတို့ ဝေယမအရောကြမံဇီဝိတမံဆိုတဲ့မံ၃မျိုးကိုတော့ဩနာတိဆိုတဲ့အမှန်တရားကိုစဉ်းစားရင်းဖြင့်ချုပ်နိုင်ရမယ်ပေါ့ဟုတ်လားကျန်တဲ့မံတွေအားလုံးကိုကြတော့အနေဆာကိုတိတယ်နော်အနေဆာတင်ညာကိုပွားများပြီးတော့ဘုံဘုံတို့ချုပ်နိုင်နိုင်အောင်ကြိုးစားရမယ်ပေါ့နောက်ထပ်မံကိုနှိမ်နိုင်ကြောင်းအကြောင်းတရားတစ်ခုအဲ့ဒါလည်းပဲထိရောက်လို့ဘုံဘုံပြောဦးမယ်အဲ့ဒါပါလဲဆိုတော့ဝိဇယသုတ်တံမှာလာတဲ့ဏိကုံနှစ်ကားတာ ခဏခဏပြောဖြစ်ပါတယ်ဟုတ်လားဣတာတိဒေနာကာယေနာယောမိန်ကြီးအုံနမေတဝေပရံဝါအဝါဇာနေယကိမိညတတအတတနာရပြီမို့လားအဲ့ဒီကာထာတွေရပြီနော်ဣတာတိဒေနာကာယေနာယောမိန်ကြီးအုံနမေတဝေပရံဝါအဝါဇာနေယကိမိညတတအတတနာဣတာတိဒေနာကာယေနာဒီလိုခန္ဓာကိုယ်မျိုးကြီး ਨੇ ဘယ်လိုခန္ဓာကိုယ်မျိုးကြီးတော့မတင့်တယ်တဲ့မတန့်ရှင်းတဲ့ နော်အမြဲတမ်းနာကျင်ခံခတ်မှုရှိနေတယ်ဖြစ်နေတယ်ကိုယ်ခန္ဓာကြီးပေါ့နော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရံဝါအဝါဇာနေရသူများကို ရှုံချမယ်နှိမ်ချမယ်အထင်သေးမယ်ဟုတ်လားဣတာတိဒေနာကာယေနာယောမင်ညေဥဏမေတဝေဩယောမင်ညေဥဏမေတဝေဆိုကိုကိုကိုသူများထက်သာတယ်လို့ထင်နေတာကိုကိုကို မြင့်တင်နေတာပေါ့နော် ပရံဝါဝါဇာနေရသူများကိုကြတော့ဗါတော့နှိမ့်ချရဲလို့ထင်းနေတာအများတော့နှိုင်းရှင်မှုနဲ့တော်တယ်သူကဟုတ်လားနှိုင်းရှင်နေတာနှိုင်းရှင်နိုင်လဲအဖြေကဘလို့ထွက်တော့မတူဘူးလို့ပဲထွက်တယ်သူကမတူတဲ့မတူကဘလို့မတူတာတော့ငါအထက်ကသူကအောက်ကအဲ့လိုသွားရနော်အဖြေအများစုကကိုသူများတဲ့ညံ့တဲ့အရာလေးတွေကိုကိုကိုမြင်တယ်မြင်ဦးတော့မှဘလို့တော့ကိုကိုကိုကြတော့ငါအဲ့ဒီနေရာလေးသာသူများတဲ့ညံ့တာပါကျန်တဲ့နေရာတွေတော်တာတွေရှိ ဟောအဲ့လိုလာသေးတယ်ဟုတ်တယ်မဟုတ်လားနော်တဖုံးပြောရင်ဒါပါတော့ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့သူများကိုနှိမ့်ချမယ်ကိုယ့်ကိုမြင့်တယ်မယ်တနည်းအားဖြင့်သူများနဲ့ကိုယ်နဲ့ကိုရှင်းရှင်းပြီးတော့မတူဘူးလို့ထင်ထင်နေမယ်ပေါ့ဟုတ်လားအဲ့ဒါလိုနှိမ့်ချနေတာမြင့်တင်နေတာတွေကပါလဲဆိုရင်ကိမင်ညတ်တဲ့အတ္တနာတဲ့ဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်မမြင်ခြင်းကလွယ်လို့တခြားအကြောင်းရှိဘူးတဲ့ပြောချင်တာကဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုတကယ်မသိလို့ ကိုကိုကိုအထင်ရောက်နေကြတာသူများကိုအထင်သိနေကြတာလို့ပြောချင်တာအဲ့တော့ဒီခန္ဓာကိုယ်ကဘယ်လိုခန္ဓာကိုယ်တော့သူ့ရဲ့အထက်ကခန္ဓာဂါထာကဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုအနှိမ့်ချုပ်ပြောထားတာပဲလေအဲ့ဒီဝိဇ္ဇာသုတ်တန်ရဲ့အနှိမ့်ချုပ်ကအဲ့ဒီနှစ်ဂါထာလို့ဘုမုံကပြောချင်တာနော်ဒွိပါရကောယံအတုရှိဒုက္ခံတော့ပရိဟာရတိနာနာကုဏပပရိပူရဝိတဝံတော့တတော်တတော်တဲ့ဒါခန္ဓာကိုယ်ရဲ့သဘာဝအနှိမ့်ချုပ်ပဲဒွိပါရကောယံအတုရှိ ခြေနှစ်ချောင်းရှိတဲ့အခြေနှစ်ချောင်းရှိတဲ့ဒီကိုနော်ဘုံတို့ခန္ဓာကိုယ်ဟာဒီခြေတော်လေးနှစ်ချောင်းနဲ့ထောက်ထားတာခွာလေးပေါ့နော်ဟုတ်လားခြေနှစ်ချောင်းရှိတဲ့ဒီကိုကဘာတော့အတုရှိအစင်ကြယ်ဘူးတဲ့နော်မျက်နှာလေးထိမိအောင်တောင်ချွေးလေးနဲ့လို့အော်မစင်ကြယ်ဘူးလို့ဖြစ်သွားတယ်ခြေနှစ်ချောင်းရှိတဲ့ဒီခန္ဓာကိုယ်ကမစင်ကြယ်ဘူးဒီပါရကောယံအတုရှိဒုက္ခံတော့ပရိဟာရတိဒုက္ခံတော့အနှံ့မကောင်းဘူးတဲ့ ဘယ်နာလေးတို့နန်းကြီးကြီးကောင်းတဲ့အနံ့မထွက်ဘူးနော်ပရိဟာရတိအဲ့ဒါကြောင့်မို့လို့မစင်ကြဲတဲ့အတွက်ကြောင့်အနံ့မကောင်းတဲ့အတွက်ကြောင့်ဘုံဘုံတို့တွေကအမြဲတမ်းဒါကိုဘာလို့ပြင်နေရတယ်ဒီတိုင်းကြီးပြစ်ထားရင်ပူ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 ဆိုးဆိုးသွားမှဆိုးလို့မျက်နှာသေးရတယ်အဝယ်စားဝတ်ပေးရတယ်ဖိလိမ်ပေးရတယ်လှုပ်ပေးရတယ်ဟုတ်လားနော်ဒီပါတော်ကရန်အတုစီဒုက္ခံတော့ပရိဟာရတိဘလို့ပဲအဲ့လိုမတန့်ရှင်းလို့အနံ့မကောင်းလို့ဘုံဘုံတို့စူးစမ်းပြီးတော့ပြင်နေတော်လည်းပဲ ဒုက္ခံတော့ပြိဟာရတိနာနာကုဏပပြိပူတော့ဝိတဝံတော့တတော်တတော်တဲ့ဒီမတန်ရှင်းတဲ့မစင်ကြတာတွေနဲ့ပြည်မြဲပြည်မီတော့အမြဲတမ်းယိုစီးမြဲယိုစီးနေတယ်လှုပ်လို့ကိုမရဘူးလို့ပြောတာဟုတ်လားဒါပတ်စံရှိလို့လည်းပတ်စံနဲ့ကာကွယ်လို့ရတာမဟုတ်ဘူးရလည်းအခိုက်အတန့်ပဲသူကတားလို့ရတဲ့အရာမဟုတ်ဘူးဥစ္စာဟုတ်လားခန္ဓာကိုယ်ရဲ့တဘာဝကိုမြတ်စွာဘုရားပုံပေါ်အောင်ပြောတာနော် ခြေနှချောင်းရှိတဲ့ဒီကိုဟာမတန်ရှင်းဘူးအနဲ့မကောင်းဘူးဒါကြောင့်မို့လို့အရှင်းပြအောင်ဘုန်းဘုရားအမြဲတမ်းကြိုးစားရတယ်အဲ့လိုကြိုးစားပင်ကြိုးစားညားတော်လည်းပဲမကောင်းတာတွေနဲ့ပြည်မြဲပြည်ပြီးတော့ယိုစီးမြဲယိုစီးကြတယ်ပြည်ပြီးတော့ပြင်မဲ့ထွက်မလာတာမဟုတ်ဘူးနော်အထဲထဲမှာလည်းဘာတွေနဲ့ပြည်နေတော့မကောင်းတာနဲ့ပြည်တယ်ထွက်လာတော့လည်းပဲမကောင်းတာတွေပဲထွက်လာတယ်အဲဒီကိုကြီးဆိုတာအဲ့ဒါကိုပြောတာဟုတ်လားဒီလိုခန္ဓာကိုယ်ကြီးမျိုးဖြင့်ကိုကိုကိုမြင့်တယ်ပဲသူများကို နှိမ့်ချမယ်ဆိုရင်ဓာတိခန္ဓာကိုယ်ရဲ့အကြောင်းကိုမသိခြင်းကလွယ်လို့တခြားအကြောင်းမရှိဘူးဆိုတာအဲ့ဒါကိုပြောတာ။နောက်ဏိကုံးချုပ်ပါပြောခြင်းတော့ဆိုတော့မမာနထဲမှာရှိတဲ့နဲ့မမာနဟောဒါလေးကိုဏိကုံးချုပ်ပြောခြင်း။အဲ့ဒါကဘယ်သုတ်တံကိုအခြေခံပြီးတော့ပြောခြင်းတော့ဆိုတော့ဘေခုနိသုတ်တံဆိုပြီးတော့စတုကနိဗ္ဗာန်အင်္ဂုတ္တရထဲမှာမှတ်တမ်းတင်ထားတယ်။အခါတစ်ပါးမှာဘေခုနိမတစ်ပါးကရှင်အနန္ဒာကိုစိတ်ဝင်စားတာရှင်အနန္ဒာကိုကြိုက်တာသူက။ ဲ့ဒါနဲ့ဘာလို့တုံဆိုတော့သူ့တကာတယောက်ကိုရှင်သူနေမကောင်းလို့ရှင်အနန္ဒာကိုသွားပြီးတော့ပင့်ပေးပါသူအသေးအံဖြစ်နေလို့အဲ့ဒီတကာလည်းသွားပင့်တာအရှင်မြတ်ကလည်းအဟုတ်မှတ်ပြီးတော့လိုက်လာတာပေါ့ဒါပေမဲ့ဒီကြတဲ့အခါကျတော့သူကသင်္ကန်းခေါင်းပြီးခြုံပြီးတော့အိတ်နေတယ်အဲ့ရိတ်မိတယ်ရှင်အနန္ဒာကရိတ်မိတဲ့အခါကျတော့အဲ့ဒီဘိက္ခုနီမကိုတရားဟောတယ်အဲ့ဒီတရားလေးကိုအနှစ်ချုပ်ပြောပြတယ်ဘာပြောတော့ဆိုတော့နှမတဲ့ အဲ့ဒီခေတ်ကနှမလို့ခေါ်တယ်နော်ဘဂိနီနှမနော်ကိုယ့်ရဲ့သူရင်သားရင်လို့မြစ်တာအစစ်အမှန်နဲ့ဒါခေါ်တာပေါ့ဘာပြောတော့ဆိုတော့ဒီခန္ဓာကိုယ်ဟာအဟာရကြောင့်ဖြစ်တာတဲ့အဟာရကိုအမိပြုတ်ပြီးတော့ဒီခန္ဓာကိုယ်ဖြစ်ကြောင်းဖြစ်တဲ့အဟာရကိုပယ်လို့ရတယ်ပယ်ရမယ်တဲ့မြတ်စွာဘုရားဟောတယ်ဒီခန္ဓာကိုယ်ဟာတဏှာလောဘကြောင့်ဖြစ်တာတဲ့ဒါပေမဲ့တဏှာလောဘကိုအမိပြုတ်ပြီးတော့အဲ့ဒီတဏှာလောဘခန္ဓာဖြစ်ကြောင်းတဏှာလောဘကိုပယ်ရမယ်တဲ့ ီခန္ဓာကိုယ်ဟာမာနကြောင့်ဖြစ်တာတဲ့အဲ့ဒီမာနကိုပဲအမိပြုပြီးတော့ခန္ဓာဖြစ်ကြောင်းမာနကိုပယ်ရမေးတဲ့ဒီခန္ဓာကိုယ်ဟာမေထုံကြောင့်ဖြစ်တယ်တဲ့ဒါပေမဲ့မေထုံကိုအကြောင်းပြုပြီးတော့မေထုံကိုပယ်လို့မရဘူးတဲ့မေထုံကိုကြတော့အကြောင်းရင်းကိုတတ်ရမယ်လို့ဘုရားဟောတယ်တဲ့လေးချက်အဲ့ဒါဘုံဘုံနည်းနည်းလေးနားလည်အောင်ပြောပြမယ်နော်ခန္ဓာကိုယ်ဆိုတာအာဟာရကြောင့်ဖြစ်အာဟာရကြောင့်ဖြစ်တယ်ဆိုတာကဒီရုပ်အာဟာရကိုကြီးရည်ရွယ်တာမဟုတ် မနောတင်စေတနာဟာရဆိုတဲ့ဒီနံပိုင်းဆိုင်ရာအာဟာရတွေရှိသေးတယ်ဘဝတွေဆက်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 ပြီးတော့ဖြစ်နေအောင်အကြောင်းထောက်ပံ့ပေးတာဘုံဘုံတော့တာမန်ဆိုလို့ရှိရင်အာဟာရဆိုလို့ရှိရင်ဒီစားလို့တောက်လို့ဝါလို့ဖြစ်လာတဲ့အာဟာရလောက်ကိုပဲမြင်တာအမှရုပ်အာဟာရတစ်ပါးနံအာဟာရ၃ပါးတောင်ရှိတယ်ဟုတ်လားအဲ့တော့ဒီရုပ်အာဟာရကိုမှီဝဲပြီးတော့စားရရှိတာကိုစားပြီးတော့ဟုတ်လားဘဝတန်တရားမှာဆက်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 ပြီးတော့ဖြစ်ကြောင်းဖြစ်တဲ့နံအာဟာရတရားတွေကိုဖိရှားပြရမယ်လို့ပြောတာ ဆိုလိုတာကဒီရုပ်အာဟာရကိုမှီဝဲပြီးတော့ရဟန္တာဖြစ်အောင်အထောက်အမေးလို့ပြောတာအဲ့ဒါအာဟာရကိုမှီပြီးတော့အာဟာရကိုပယ်တာနော်တဘာဝလေးတွေနားလည်အောင်ပြောပြတာတခါတဏ္ဏလောဘကိုမှီပြီးတော့တဏ္ဏလောဘကိုပယ်မယ်တဲ့အဲ့ဒါဘာပြောတာတော့ဘုံတို့ဘဝတွေဆိုတာတဏ္ဏလောဘကြောင့်ဖြစ်နေတာဆက်ဆက်ပြီးတော့တဏ္ဏလောဘကိုမှီပြီးတော့တဏ္ဏလောဘကိုဘယ်လိုပယ်မလို့ဆိုတော့ဆိုကြပါစို့တချို့အထုတ်လို့ရဟန္တာဖြစ်သွားကြတယ်တည်င်းကြားရတယ်အော် တို့ရဟနာဖြစ်သွားတာငါလည်းရဟနာဖြစ်ချင်လိုက်တာဟောအဲ့ဒီရဟနာဖြစ်ချင်တဲ့အလိုဆန္ဒအဲ့ဒါလောဘပါနော်ဒါပေမဲ့အဲ့ဒီလောဘပါတော့ရှိသင့်တဲ့လောဘပါအဲ့ဒီရဟနာဖြစ်ချင်တယ်ဆိုတဲ့တဏလောဘကိုအမိပြုပြီးတော့ဘဝတွေဆက်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 ဖြစ်စေတဲ့တဏလောဘကိုပယ်ရှားရမယ်လို့ပြောတာ လောဘကိုမှီပြီးတော့လောဘကိုပယ်ရမယ်ဆိုတာပြောတာဟောအခုပြောရင်တာပါတော့မာနကိုမှီပြီးတော့မာနကိုပယ်ရမယ်တဲ့အဲ့ဒါဘာပြောတော့ အဘဇူတော့ယန္တာဖြစ်သွားတယ်ကြိုးစားအထုတ်လို့ဘယ်ဆရာတော်ကြီးတော့ဟောတရားပါဆိုခုခေတ်ဆိုရင်မဟာဗောဓိမင်းဆိုကြီးရောယန္တာလို့တမုတ်ကြရရှိတယ်လေဟုတ်လားအဲ့လို့ဆိုရင်သူတို့တောင်ဖြစ်သေးတာသူတောင်ဖြစ်သေးတာငါလည်းပဲဖြစ်အောင်လုပ်မယ်ငါဘာလို့မဖြစ်ရမလဲဒါပါတော့မှန်ပေါ့နော်တိုးတော့အဲ့ဒီမှန်မျိုးကြတော့ပါတော့ရှိတဲ့နဲ့မှန်သူတို့တောင်ဖြစ်သေးတာငါဘာလို့မဖြစ်ရမှာလဲဆိုတဲ့မှန်အဲ့ဒီမှန်ကိုအခြေခံပြီးတော့အထုတ်ပြီးတော့ ဘဝတွေကိုဆက်ဆက်ဖြစ်စေတဲ့မန်ကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်။အဲရှိသေးတဲ့မန်ဆိုတာအဲ့ဒါကိုပြောတာ။ဟုတ်လား။မေထုံကိုအမိပြုတ်ပြီးတော့မေထုံကိုဖုံးဖို့တို့ဖယ်လို့မရဘူး။မေထုံကိုကြတော့မူလအရင်းကိုပဲပယ်ဖြတ်ရမယ်။ဒါဟာဘာကြောင့်ဖြစ်တယ်လဲဆိုပြီးတော့သူ့ကိုပဲရှောင်ခြင်းအဖြစ်ဖယ်ရှားရမယ်။မေထုံကိုအမိပြုတ်တော့မေထုံကိုပယ်လို့မရဘူး။အဲ့ဒါလိုဟောလိုက်တဲ့အခါကျတော့ဘိက္ခုနီမထပြီးတော့တောင်းပန်တယ်။သဘောပေါက်သွားတာပေါ့။ နောက်တော့သူသူတော်ကောင်းတရားကိုတိသွားတဲ့အထဲကိုပါဝင်သွားတယ်ပေါ့တပုံးတို့ပြောရင်ဒါဘာတုံးဆိုတော့ရှိတဲ့နဲ့မန်ဆိုတာဒီတုတ်တန်အရာအော်သူတို့တောင်တရားတိသွားသေးတာပဲငါဘာလို့မတိရမလဲငါလည်းပဲအထုတ်ရင်တိနိုင်မှာပဲဟိုတရားရခြင်းတဲ့အခါမှာတင်းတဲ့နဲ့မမာများမမာနာမျိုးပေါ့ဟုတ်လားသူတို့တောင်အထုတ်နိုင်နေတာသူတို့တောင်တော်နိုင်နေတာသူတို့တောင်ကောင်းနိုင်နေတာငါဘာလို့မတော်နိုင်ရမှာလဲငါဘာလို့မကောင်းနိုင်ရမှာလဲ အဲ့ဒီလိုတော်ခြင်းကောင်းခြင်းနဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့မှန်မျိုးကိုကြတော့ဘာလို့တော့ရှိသင့်ရှိတတ်တဲ့မှန်လို့နားလည်ရမယ်ဒါကိုပြောတာနော်အဲ့တော့ရှိသင့်တဲ့မမနာဆိုတာရှိတယ်ဆိုတာလေးကိုလည်းနားလည်ရမယ်တရားနဲ့ပတ်သက်တဲ့မှန်ပေါ့ဟုတ်လားအကျန်တဲ့မှန်တွေကတော့ဘယ်မှမှတကယ်တမ်းကကိုယ့်ကို ကောင်းကျိုးမဖြစ်စေဘူးပေါ့နော်အကျိုးမဲ့တွေကြီးဖြစ်စေလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားအကျိုးမဲ့တွေကိုဖြစ်စေတဲ့လို့မမနာကိုပေရှားနိုင်ရင်မင်္ဂလာဖြစ်တယ် အကျိုးမဲ့ကိုပယ်ရှားမှာ哦အကျိုးရှိကိုလည်းဖြစ်ပွားစေမှာ哦ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုမလုံနိုင်ရမှာတော့နှိမ့်ချနိုင်ရမယ်အထူးသဖြင့်မာမနာကိုနှိမ့်ချနိုင်ရမယ်ဒါပြောနော်လက်ဘုံတို့ပြောခဲ့တာတဏှာကြီးနီးနီးရှိသွားပြီဟုတ်လားပြောကျင်တာလေးတွေမှတ်ထားတာအကုန်လုံးစုံစစ်အောင်ပြောလို့ပြီးသွားပြီနော်အဲ့ဒါပြောခဲ့တာလေးတွေအကုန်ပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်ဟုတ်လားနိဝါဒဆိုတာဘာတော့မာမနာကိုနှိမ့်ချတာဘာလို့မင်္ဂလာလို့ပြောတာတော့ များစွာအကျိုးကျေးဇူးတွေကိုဖြစ်ထွန်းစေလို့မမနာကိုနှိမ့်ချခြင်းဟာမင်္ဂလာတရားလို့ပြောတာ။ဒါကြောင့်နိမန္တမံစူးစားပြီးတော့မမနာကိုနော်နှိမ့်ချနိုင်ကြတယ်။သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုဖုံတို့ဆန္ဒပြုပြီးဒီကနေ့ပြုလို့အထောက်အသောဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအဆုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့သည်မညံပူညံမျက်နှာပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်တော်ဟုပတ္တနာအောင်စု ပြုကြကုန်ရသတည်း